ယခုပြတ်တာပြိမဲ့ပင်လေးရတော့ကျမတို့ဘလောက်ပင်လေးပါဘလောက်မှလည်းပဲကျမတို့ဒီကြဲမှာပွင့်တဲ့ဘလောက်တော့မဟုတ်ပါဘူးရှင်ဒီဘလောက်ပင်လေးရလေကျမတို့သူက၁၂ရာသီပွင့်တဲ့ဘလောက်ပင်လေးပါဒီဘလောက်ပင်လေးကိုကျမတို့ခေါ်လာတော့ပေါ့နော်ဂျပန်ဘလောက်လို့လည်းခေါ်တယ်တချို့ကကြတော့လေခိုင်ရွှေဝါတဲ့ရိုးရိုးခိုင်ရွှေဝါမှလည်းသူက နွေခိုင်ရွှေဝါပေါ့နော်ဝိနည်းရံနေပေါ်မှာတွဲလောင်းလောင်းလေးနေနေပေါ့နော်ဝိနည်းရံပေါ်မှာရှိရင်ခိုင်ရွှေဝါလည်းအဲ့လိုနွေခိုင်ရွှေဝါလည်းရှိရင်ဒီဟာကြတော့ဒီဟာတော့ခိုင်ရွှေဝါလို့လည်းခေါ်တယ်ဂျပန်ပလောက်လို့လည်းခေါ်တယ်ဒီဘက်မင်လေးကကြတော့ကျမတို့ဒီဟိုဟာပေါ့နော်သူကอืมยูยูปอนเนาะอูลีดิเนี่ยอลาไซต์เนี่ยญี่ปุ่นบราวเป็นนี่ဖြစ်ပါတယ်ရှင် ူရဲ့အရာလေးရအဝါရောင်လေးပါဒီမှာဂိုင်းလေးတွေကလည်းတကယ်ကိုပဲဝဝဆဆာနဲ့အပွင့်လေးတွေပွင့်နေတာပါရှင်အဲ့မှာဆိုရင်ဒီကဂျပန်ဘရောက်လို့လည်းခေါ်တယ်ခိုင်ရှီဝါလို့လည်းခေါ်တယ်ပေါ့နော်သူ့ရဲ့ပွင့်လေးတွေကဟိုကျမတို့ရဲ့ဒါဒေတာပေါက်ဘရောက်ပင်ကြီးလို့မဟုတ်ဘူးပေါ့နော်သူ့အပွင့်လေးတွေအကြာကြီးပင်ပေါ်မှာရှိနေတာအဲချက်ချင်းကြီးကြွေမသွားဘူးအဲတပွေးကညိုသွားရင်နောက်တစ်ခါပွင့်လာရတဲ့ပေါ့နော်အပင်လေးပေါ်မှာကြာကြီးနဲ့ပွင့်နေတာပါ ပြီးတော့လေသူကတစ်နှစ်ပတ်လုံးပွင့်နေပင်သေးပါဒီတစ်ချိန်ပွင့်ပြီးသွားပြီဆိုရင်ခဏတာအာယူပြီးဟေးဝေးတဲ့ကြည့်ပါဦးဝါထိန်းနေရပဲအင်တန်ကိုလှပါတယ်ရှင်ကိုလေးနဲ့တန်းစီစိုက်ထားလို့ရှိရင်အင်တန်ကြည့်လို့ကောင်းပါတယ်အင်းချင်းမှလည်းအလားစိုက်ပြိုးလို့ရတယ်ဟွန်းဒီကဒီဂျပန်ဘရောက်လို့ခေါ်တယ်ခိုင်ရှည်ဝါပင်လေးပါသူတို့လေးတွေကို အပွင့်ပွင့်ကျင်နေဆိုရင် သူကရင်လဲကြိုက်တယ်နေလဲကြိုက်တယ်နေအောင်ကြည်ရတဲ့အဲနေရာမှာဆိုရင်တော့ပို့ပြီးတော့ပွင့်ပါတယ်အရေးထဲမှာဆိုရင်တော့အပွင့်ကဟိုအားနေတာပေါ့နော်ပွင့်မှုအားနေတယ်နေအောင်ကြည်များများရရင်သူကပို့ပြီးတော့ပွင့်နေအဲ့ဒီတော့ကျွန်တော်တို့သူ့ကိုပွင့်ဖို့ဆိုရင်ကျွန်တော်တို့15ပတ်လဲလေ NPK ပေါ့နော် Nitrogen Potassium Calcium အချိုးညီများတဲ့15ပတ်လဲလေးကို ဒီအပင်ခြေလေးဟိုနည်းနည်းအပင်ခြေကိုမပုံအောင်ပေါ့အပင်ခြေကိုမထားအောင်ပေါ့နော်အပင်ခြေနဲ့အနှဲငယ်ခွာပြီးတော့ပေါ့အဲဒီကအစေလေးတွေအလုံးလေးတွေရှိရယ်15လုံးလုံး20လောက်ကလေးကိုအပင်ခြေနဲ့ခွာပြီးထည့်ပေးခြင်းအဖြစ်ပွင့်အားကိုပိုကောင်းစေပါတယ်ရှင်အဲ့လိုမျိုးပွင့်ပြီဆိုရင်အရောင်လေးရလဲအဝါရောင်လေးပိုတောက်တယ်နေရောင်ကြီးရဲနေရောင်ကိုလည်းအန်တုပြီးတော့ຫນွေရဲ့ အလကိုလည်းပုံဖော်ပေးတဲ့အပင်လေးပါတော်တော်များများပန်းနေရနွေရသည်မှာမပွင့်နိုင်တော့ဘူးဒီခိုင်ရှူဟာပန်းလေးတွေကတော့နေအောင်ရလေညံများပွင့်လေဆိုပြီးတော့အပင်လုံးကိုဝါထိန်းနေတဲ့ခံစားမှုကိုရရှိစေပါတယ်ရှင်အားလုံးကိုကျေးဇူးပါ